ော်ဆိုဆိုင်ထက်ကသူစူးစားတယ်။ तू ကဒီသဘင်ကိုတော်တော်ကိုဝါသနာပါလို့ပြောရမှာပေါ့နော်။အဲကားလိုက်ရင်သူက talent ရှိတယ်။ तू စူးစားတယ်။မတန်ရင်လည်းတေချာလိုက်ပြီးတော့လေ့လာတယ်။ဘလောက်ရခိုင်နှုတ်ဒီကျင်တယ်အခုဆိုရင်တော့50 50ပေါ့အဲ50 50လို့ကျင်တတ်ပါတယ်ဘာလို့လဲသူ့ရဲ့ကြိုးစားမှု50ရောင်းကျင်တယ်ကျင်တဲ့ဟာကတော့သူ့ရဲ့မတက်မြောက်သေးတဲ့ဟာက50ရောင်းလို့အချက်ရှိပြီးတယ်ပေါ့ တကလို့တပင်မင်းသားတွေရှားလာတဲ့အချိန်မှာဒီလိုမျိုးခေလူငယ်တယောက်နောက်ပြီးတော့ model ပြီးတော့သူကရုပ်ရှင်ဘက်ကလူတယောက်ကတပင်ကိုဝါသနာပါရဲဆိုတော့ဝမ်းသာတယ်တပွဲကင်းကတော့ကျွန်တော်တို့အမြဲတမ်းကျင်းပနေကြပါ။အဲ့ဒီနေ့ကတော့ပို့ပြီးထူကြတာတော့သဘင်ရုပ်ရှင်ဂီတကျွန်တော်ပွဲကင်းမှာတစောင်းနိုင်ပွဲတော်ကြီးမှာကျွန်တော်တို့ ဖြောပြရတာเนาะအရင်ပဲပြောရှင်းစရာကောင်းတော့တကယ်ပွဲကင်းတိုင်းကိုမှကျွန်တော်တို့ဇက်ပွဲတွေမှာကြည့်ရတဲ့အတိုင်းကိုကျွန်တော်တို့ဟိုတယ်ကြီးမှာเนาะခိုင်ခန္ဓာရေဗီဒိုဟိုတယ်မှာကျွန်တော်တို့ခံခံနနိုင်အပြင်ပါလဲတော့မုတ်မုတ်တွေရောရောကစားရအောင်အကုန်လုံးစီစဉ်ထားပါတယ်ကြည့်ရရင်လည်းတကယ်ကိုခံခံနနာစက်တင်တွေရောကျွန်တော်မီစတိတ်တွေနဲ့ရောအစကျွန်တော်တို့တပင်ရုပ်ရှင်ကပူပေါင်းပါဝင်ဖွပြတဲ့ဆက်တဲ့ဇောင်းတိုင်းပွဲတော်ကြီးမှာပွဲကင်းကိုကျွန်တော်တို့ လာစဉ်လာစဉ်တိုင်းကျွန်တော်တို့တင်ဆက်ဖို့လည်းအများကြီးစီစဉ်နောက်ဘွဲ့တွေဖွင့်တယ်ရှိပါတယ်။အော်ဆိုဆိုင်ထက်ကသူစူးစားတယ်။ तू ကဒီသပင်ကိုသူတော်တော်ကိုဝါသနာပါလို့ပြောရမှာပေါ့နော်။အဲကားလိုက်ရင်သူက talent ရှိတယ်သူစူးစားတယ်မတန်ရင်လည်းတေချာလိုက်ပြီးတော့လေ့လာတယ်အခုဆိုလည်းနှစ်ပါးသွားမှာအခုရဲ့နှစ်ပါးသွားမှာဆိုလည်းသူ့ကိုထည့်ကတာတယ်သူ့ကိုတီးတန့်လည်းအထွက်နေနဲ့သူ့ကိုပေးထားတယ်တေချာလေးလည်းသူ့ကိုအဲ့ဒီအကလေးကိုလည်းဟိုဖြစ်ကြဆန်းမကခိုင်းမနေတေချာကို မြန်မာမှုအကလေးကိုမှအဲတကယ်ကိုအစ်စ်ကရယောက်ျားလေးအစ်စ်ကရပုံစံလေးနောက်ပြီးပေါ့ပေါ့ပါပါကရပုံစံလေးနဲ့ရောရှက်ပြီးတော့အဲရမင်းသမီးလေးနဲ့ရောရှက်ပြီးတော့တေချာလေး presentation လုပ်ပြီးတော့တင်ဆက်ပေးထားတယ်။သူကရုပ်ရှင် model ဒီဘက် line ကလာတယ်ဆိုပေမဲ့ဒီသပင်ကိုသူဝါသနာပါတယ်။သူစိတ်ဝင်စားတဲ့အတွက်လည်းအခုသပင် အမှုပညာရှင်တယောက်နဲ့ဝမ်းသာပီတီဖြစ်ရပါတယ်လက်ကမ်းကျူဆိုပါတယ်ဒီကလေးဒီအာအောင်မြင်ကြောကြအောင်မယ်လို့လည်းပြောချင်ပါတယ်အဲ့လိုစူးစမ်းတဲ့ကလေးလေးတွေလည်းနောက်ထပ်အများကြီးပေါ်ထွက်ပါစေလို့ကျွန်တော်ပြောချင်ပါတယ်အားရပါတယ်ဘာလို့လဲဆိုတော့ဒီစီမာဆိုလင်းစော်ချိုင်းတဲ့သူအများကြီးပါမယ်ဗျအဲပါမယ်ဆိုတာကဒီအခုနှစ်ပါးသွားမှာပါမယ် main ကတော့ဒီပွင့်ရင်းတစ်ခုလို့ဆိုပွင့်ရင်းဆိုတဲ့နှစ်ပါးသွားမှာ main ပဲလေ main အချုပ်ကပွင့်ရင်းပဲကျန်တဲ့ဟာတွေကကျွန်တော် breather ဆန်သွားတယ်ပေါ့နော် breather တွေ ဟိုအကတွေပါမယ်အဆိုတွေပါမယ်တေးသီယုတ်ဖော်တွေပါမယ်အော်ပရာဆန်ဆန်လေးတွေအော်ပရာမှာဆိုလဲစိန်မာသွင်ရဲ့ဟိုကပေါ်ခင်ပါကိုစိန်မာသွင်ဟာရီဟိုတင်ဆက်တာစိန်မာသွင်ရဲ့ဒီဟိုဘောနော်ဒီ break ရအော်ပရာကြီးမှာဟိုတင်ဆက်မယ်ပေါ့ break ရအော်ပရာကြီးကိုအဲဆိုဆိုင်တက်ကို break ရမင်းသားလေးအတွင်နဲ့သူမြင်တွေ့ရမယ်ပြီးတော့မင်းသားအတွင်လေးလေးနဲ့မြင်တွေ့ရမယ်အဲအဲ့ဒါလေးကိုဟိုတင်ဆက်ထားတယ် အဲ့တော့ဟိုပြောချင်တာကဇော်ရှိုင်းတက်ကသူကစူးစမ်းမှုကတော့ပြောပြောရနေစမ်းမလို့ကျွန်တော်အခုတော့ဘန်ကောက်သွားတော့မှလည်းသူတို့ပါတယ်အခုဒီပေါ်မှာလည်းသူတို့ခေါ်ရတယ်အဲနောက်ကျန်တဲ့ဘိုင်းလေးပါလေသူနဲ့ဆက်လုပ်ဆရာအပိုင်းလေးရှိပါသေးတယ်ဟုတ်ကဲ့ဘလိုကကိန်းလေးရှိနိုင်မျိုးဆိုတော့ तू ကကြတော့ तू အတန်မဆိုးရတယ်ဒါပေမဲ့သူ့ကိုတင်ပေးရတာပေါ့အဲသူ့ကိုဘယ်လိုဆိုရမလဲဒီအခုခွန်တောက်ဆိုမယ်ဆိုတော့သူ့ကိုလှုပ်လှုပ်ကြည့်ခိုင်းထားပါရဲ့ခွန်တောက်လေးလည်းသူ့ကိုတင်ပေးထားရကြတယ်ဒါပေမဲ့ဒီပွဲမှာတော့သူ့ကို လုတ်တော့လုတ်ခိုင်းထားတယ်အစီအပင်တော့သူစူပြပါလိမ့်မယ်အဲ့ဒါလေးလည်းလုတ်ခိုင်းထားတယ်ပြီးတော့တချင်းမှာဆိုလို့ရှိရင်သူ့ရဲ့ဟိုနှစ်ပါးအထက်တချင်းလေးဒါပေမဲ့ခစ်ဆန်ဆန်လေးပါဒါလေးကတော့ခစ်ဆန်ဆန်လေးနဲ့သူ့ကိုလုတ်ပေးထားတယ်နေရီပါရီကတော့သူ့ကိုမတင်ရသေးဘူးခလေးကလောလောဆယ်မှာတော့သူ့ကိုတင်ပေးထားတာဒီအကိုတို့တင်လာဒီနှစ်ပါးလေးကိုသူတို့ကတက်အောင်လောလောဆယ်မှာအကလေးကိုကနိုင်အောင်လို့ပဲတင်ပေးထားတယ်တိကျကဟကနနာကြကြနနာတင်မယ်ဆိုလို့ရှိရင်တော့အနည်းဆုံး3-5လယူရအချိန်တော့တင်ပေးရပါမယ် ဒါပေမဲ့ तू ဒီအချိန်တော်တွင်းမှာဒီလောက်လေးလုံနေတာဒါ तू ချီတူရမှာပေါ့နော်အခုကလူငယ်တယောက်အနေနဲ့တပင်းကိုဝါသနာပါဆိုအခုအနေနဲ့ချီတူရအောင်ပျော်လဲပျော်တာပေါ့ဝမ်းလဲဝမ်းသာဖြစ်တော့ဒါကလို့တပင်းမင်းသားတွေရှားလာတဲ့အချိန်မှာဒီလိုမျိုးခေလူငယ်တယောက်နောက်ပြီးတော့ model ပြီးတော့သူကရုပ်ရှင်ဘက်ကလူတယောက်ကတပင်းကိုဝါသနာပါရဆိုတော့ဝမ်းသာတယ် ။ဘယ်လောက်ရခိုင်နှုန်းတိကျင်းလဲအခုဆိုရင်တော့50 50ပေါ့။အဲ50 50ဆိုကျင်းနေပါတယ်။ဘာလို့သူ့ရဲ့ကြိုးစားမှု50ရောင်းကျင်းတယ်။ကျင်းတဲ့ဟာကတော့သူ့ရဲ့မတက်မြောက်သေးတဲ့ဟာက50ရောင်းလို့အချက်ရှိပြီးတယ်ပေါ့။အဲဒါလေးပါဟုတ်ကဲ့။